တတိယနေ့လေအောင်ကြွကြွဖြစ်နေပြီးတော့ဒေါက်တာမမတီးပြီးသွားပြီဖြစ်တဲ့နောက်တို့ event ဆိုရင်တော့ဖြင့်မေလ2ရက်နေ့မှာကျွန်တော်ရဲ့ official server ကြီးကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်ဒီကနေ့ video မှာတော့ကျွန်တော် Telegram ထိဒေါက်တာမမလာပြီးတော့တောင်းဆိုထားကြတဲ့နောက်တို့ event နေရာ skin ၎င်း diamond နည်းနည်းနဲ့ဘလို့ရအောင်ဂုံးရမလဲဆိုတာလေးကိုပြပြပေးပါပါအရင်ဆုံး skin မကုန်းခင်အဲ့ဒီ skin ကိုဂုံးမဲ့ event အကြောင်းလေးကိုအရင်ကာကရဏတတိယချာတီးဖို့လိုတယ်အလုံးတွေ့ကြတဲ့အတိုင်းပဲဟောဒီကနောက်တို့ event လေးမှာဆိုရင်တော့ဖြင့် one draw 50% discount နဲ့တနည်းကို diamond 25လုံး25လုံးဆိုပြီးတော့ daily လဲလို့ရ မယ် First Dental ရော10% discount ပေးထားပြီးတော့ Diamond 450နဲ့လက်ရမှာဖြစ်ပြီးအဲ့ဒီ Diamond 450နဲ့တစ်ခါလှည့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့အနေနဲ့ဘာ discount မှရတော့မှာမဟုတ်ပဲစချင်းစချင်းလှည့်ဖို့ဆိုရင် Diamond 500 900စီတောင်းရမှာပါပြီးတော့ဒီထားမှာတစ်ခုကတက်တော့ဆောက်တော့သားလေးပြောနေသလိုမျိုး Dental လဲတဲ့အခါခါခါကြီး skin ကိုရမယ်ဆိုတဲ့တည်င်းကလုံးဝကိုတည်င်းအမကြီးဖြစ်ပြီးတော့ Dental လဲတဲ့အခါ skin ရဖို့ဆိုတာအလုံးတွေးကြတဲ့အတိုင်းပဲ0.08%ပဲရှိတာဖြစ်တဲ့အတွက်နောက်တော့ collagen skin ကိုဒီတိုင်းဖောက်နေရင်ရဖို့ဆိုတာကမဖြစ်နိုင်တာတော့မဟုတ်ပေမဲ့တော်တော်လေးကိုတော်တော်လေး ေကံကောင်းတဲ့လူမှသာရနိုင်မှာပါ။ဝတ်တော်ကခုနောက်ပိုင်းသဘောကောင်းနေတယ်ဆိုပေမဲ့ဒီလိုကိုလက်စကင်အကြီးစားကြီးတွေကစကင်တကောင် free payment ဘာညာလောက်ထိတော့သူ့အနေနဲ့မိုက်မဲမယ်မထင်ဘူး။အဲ့ဒါကြောင့်မလို့ငါတို့က transfer လဲ့ရင်တော့ခါခါရှိတကောင်ရပြီဟေ့ဆိုပြီးအမျော်လင့်ကြီးမျော်လင့်နေတဲ့လူတွေအတွက်ကတော့စိတ်မကောင်းပါဘူး။ event price rule မှာဆိုရင်တော့အဓိက main ဖြစ်တဲ့ T7 ကမှန်မှန်၄ရောက်ပါမယ်။ပြီးတော့အလုံးထွေးကြတဲ့အတိုင်းပဲ coin 6ရောက်နဲ့လဲလို့ရမှာဖြစ်တဲ့ lucky box စကင်တွေပါပါပါအောင်မယ်။ဒီမဲ့ဆိုရင်မြင်ရတဲ့အတိုင်းပဲနာဟုတို့ကိုလက်စကင်တကောင်ကို coin 1200နဲ့လဲရမှာဖြစ်တဲ့အတွက်ကံမတရားကောင်းတဲ့လူတွေ တွက်ကကြတော့ draw တရာတမမဟုတ်ရင်လေ draw 130နဲ့ရပြီဆိုပေမဲ့လည်းပဲကျွန်တော်လိုဘေးဘန်လာလာဘေးဘန်ဖောက်ဖောက်ကန်ဆိုးနေရလူတွေကကြတော့ draw 130တမမဟုတ်ရင်လေအများဆုံး draw 130ထီကိုထက်ထက်ထားတင်ပါလေစကားမဆက် free token ဘာညာအကြောင်းမပြောခင်ကျွန်တော်ဒီမှာအသုံးပြုသွားမယ် free token အရေးအတွက်ဒီဘာညာတရားကြီးကကျွန်တော်ကိုယ်တိုင်ရှောက်ပြောနေတာမဟုတ်ဘဲနဲ့ mobile legend ဘက်ကနေပြီးတော့ official video နဲ့ထုတ်ပြန်ထားတာဖြစ်တဲ့အတွက်100%ယုံလို့ရပါတယ်ပြောချင်တာလေပြောပြီးသွားပြီးတိတိနိုင်လေတည်ပြီးသွားပြီးဆိုတော့ကကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့ free token ဇာတ်လေးနဲ့အတူဘယ်လိုမျိုးအထာချက်ချက်ဂုံးစိမ်းရ ရမလဲဆိုတာကိုပြောပြပါမယ်။ဒီတော့28ရက်နေ့နဲ့29ရက်နေ့နေ့လယ်2နာရီမခွဲငယ်ဒီဗီဒီယိုကြည့်နေတဲ့လူတွေအတွက်ကကြတော့ဒီဇာတ်လေးအတိုင်းအကုန်လုံးတပုံစံနဲ့ live လုပ်လို့ရပါတယ်။နောက်တော့ event လာမယ်ဆိုပြီးသတင်းကြားကလေးကကျွန်တော်စီကို diamond တွေ online online တွေ live ပြီးစုထားတဲ့လူတွေအတွက်ကကြတော့သတင်းကောင်းဆိုပေမဲ့ diamond လည်းတလုံးမှကျိုးမစုထားဘူးဆိုတဲ့လူတွေအတွက်ကကြတော့28ရက်နေ့မှာ weekly ဘတ်3ဘတ်စာထည့်ရလိမ့်မယ်။ weekly ဘတ်3ဘတ်ထည့်လိုက်တဲ့အခါရလာမယ့် diamond တွေကိုကျွန်တော်အနေနဲ့သုံးဖို့လုံးဝလုံးဝမစိမ်းသာနဲ့နော်။အဲ့ဒီ diamond တွေအကုန်လုံးကိုလက်ဖျားနဲ့လည်းသွားမထီနဲ့စိတ်နဲ့လည်းမပြတ်မနဲ့ဒီလို နဲ့မေလာနဲ့ရက်နေရောက်လာပြီးတော့ဒါဝိုတို event ကြီးလည်းအင်ကင်းလေးကိုရောက်လာတဲ့အချိန်မိုတိုတို့ကျွန်တော်တို့ free ပေးထားတဲ့ free တုံကန်တကယ်လေးနဲ့ week နဲ့ဆိုပြီးတော့ one draw လဲလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာ weekly pack ကစုထားတဲ့ diamond တွေရှိသေးတာဖြစ်တဲ့အတွက်အဲ့ဒီ diamond တွေရဲ့25လောင်းကိုကျွန်တော်အရှိမပြောခဲ့သလိုပဲ daily 50%ရတယ် daily draw နဲ့ draw ဖောက်လာဒီလိုနဲ့ပဲကျွန်တော်တို့ကမေလာနဲ့ရက်နေရနေပြီးတော့3 4 5 6 9 10ရက်နေဆိုပြီးတော့ကျွန်တော်တို့က daily one draw one draw ချင်းစီဖောက်သွားလိုက်ပါဗျာဒီလိုနဲ့ free တုံကန် phase 1ဖြစ်တဲ့မေလာ9ရက်နေ့ကိုရောက်ရှိလာပါလိမ့်မယ် ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲကိုရဲ့နေကြရင်ကျွန်တော်တို့အနေနဲ့ diamond 250ဖြည့်250ဆိုရဲ test ကိုလုပ်ပြီးဆိုတာနဲ့ freedom gun က29ခဲရလိမ့်မယ်။ဒါကမဆက် horia freedom gun ရမယ်ဟာလေးတွေကိုလည်းမှတ်ထားစေချင်တယ်။နောက်ပိုင်းကျရင်အရေးကြီးလာပါလိမ့်မယ်။ဒီတော့အရှိမပြောခဲ့သလိုကျွန်တော်တို့အနေနဲ့မီလာကိုရဲ့နေရောက်ပြီးဆိုတာနဲ့ diamond 250ဖြည့်250 test ကိုလုပ်ရလိမ့်မယ်။ diamond 250ဖြည့်ရနေရမှာလဲကျွန်တော်တို့အနေနဲ့250 test ဖြည့်ပြီးသားဖြည့်အောင်လို့ weekly ပတ်3ပတ်စာထည့်လိုက်ပါ။ဒီမှာအကြီးကြီးတည်ထားမှာတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အနေနဲ့အဲ့ဒီရလာတဲ့ freedom gun တွေကိုလုံးဝလုံးဝမယူ ူသေးဖို့ပြောချင်တယ်အရင်ဦးဆုံး Diamond Weekly ပတ်၃ပတ်စာဖြည့်ပြီးပြီဆိုရလေကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အရင်ဦးဆုံးကျွန်တော်တို့က daily ရတဲ့ one draw ကိုအရင်ဖောက်လိုက် daily one draw ဖောက်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့က10% discount ရတဲ့10 draw ကိုဖောက်လိုက်အဲ့ဒီအခါကျရင်ကျွန်တော်တို့က Diamond 450သုံးပြီးသားဖြစ်သွားလိမ့်မယ်ကျွန်တော်တို့သုံးရမှာက Diamond 250ပဲဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးပေါင်းလိုက်မယ်ဆိုရင် Diamond 250ဖြည့်250သုံးဆိုတဲ့ task ကလည်းပြည့်ပြီး free တုံးကန်တွေကိုလည်းအားလုံးယူပြီးတော့လှည့်လို့ရပါပြီ daily draw နဲ့တစ်ချိန် Diamond 450ကိုသုံးပြီးတော့10 draw လိမ့်မှာ10ချိန်ဖြစ်တဲ့အတွက် အားလုံးပေါင်း70ချိန်ရပါပြီအဲဒီတော့ test တွေဖြည့်လိုက်တဲ့အခါရလာမယ့် free token 29ချိန်နဲ့ပေါင်းလိုက်မယ်ဆိုရင်အားလုံးပေါင်းအချိန်40တီတီကျွန်တော်တို့ကလှည့်ပြီးသွားလိမ့်မယ်အရှိက8ချိန်နဲ့ပေါင်းလိုက်မလို့ရှိရင်ကျွန်တော်တို့အနေနဲ့ phase 1ပြီးတဲ့အခါ46ချိန်တီတီလှည့်ပြီးသွားပါပြီစကားမဆက်ပြောရလို့ရှိရင် diamond 450နဲ့ tan draw လှည့်မယ်ဆိုတာက diamond ရောလောက်ပါမလားဆိုပြီးတော့တွေးနေကြမယ့်လူတွေအတွက်ပြောရမယ်ဆိုတော့ဖြင့်ကျွန်တော်တို့ကအရှိမှလည်း weekly bet 3ဘတ်အခုလက်ရှိ phase 1မှာလည်း weekly bet 3ဘတ်စာထည့်တာဖြစ်တဲ့အတွက်အားလုံးထုတ်တယ်ပေါင်းလိုက်လို့ရှိရင် diamond ကစုစုပေါင်း450ကျပ်တိသွားကြနေလိမ့်မယ်ဟိုးရှင်ကလေးကနောက်တို့ ို event လာဖို့အတွက်ဆိုပြီး diamond တွေတက်တက်စုထားတဲ့လူတွေအတွက်ကတော့အဆင်ပြေပေမဲ့အခုလို껫တိဖင်ကန်နားလေးမှ diamond စုမယ်ဆိုတဲ့လူတွေအတွက်ကကြတော့အနည်းဆုံး diamond 86လုံးလို့ဓမ္မမွေလေအလုံး30လောက်တော့စရရမယ်ပေါ့လေ မေလ9ရက်နေ့ပြီးသွားတဲ့အခါကျရင်မေလ10ရက်နေ့ကနေပြီးတော့အလုံးတွေ့ကြတဲ့အတိုင်းပဲမေလ16ရက်နေ့အထိကျွန်တော်တို့က daily discount 50%နဲ့အတူ25လုံး25လုံးနဲ့အမ်ဝန်ဒရချင်းဒီလဲပေါ့ဗျာအဲ့ဒီမှာကို့မှာရှိတဲ့ဒိုင်းမိုပမာဏကိုတစ်ချက်ရှိုးလိုက်ကွာနောက်ထပ် daily လဲဖို့အတွက်လုံလောက်တဲ့ဒိုင်းမိုပမာဏရှိတယ်ဆိုရင်တော့ဒိုင်းမိုလုံးဝလုံးဝမဖြစ်နေတော့ဘလို့လူတွေအတွက်ပြောတာလဲဆိုတော့နောက်တူ event မလာခင်ကတည်းကဟိုးရင်ကလေးကဒိုင်းမိုတွေကိုကျုပ်စုထားတဲ့လူတွေအတွက်ကကြတော့ဒီအတွက်လုံးဝကိုစိတ်ပူပန်တရားမလိုဘဲနဲ့ easily daily လဲရုံပဲပေါ့ဒါပေမဲ့ရှေ့မှာ ြောခဲ့သလိုဖင်ကန်နားမှာဆုရဲဆိုတဲ့လူတွေအတွက်ကကြတော့ဒီမှာပြဿနာနည်းနည်းရှိသွားပါပြီဖင်ကန်နားမှာဆုရဲလူတွေအတွက်ကကြတော့ကျွန်တော်တွက်ကြည့်သလောက်ဆိုရင် diamond ကနောက်ထပ်လှည့်ဖို့အတွက်မလောက်တာဖြစ်လို့ကျွန်တော်တို့အနေနဲ့မေလ16ရက်နေ့ကြာရင် diamond weekly ပတ်3ပတ်စာထပ်ပြီးတော့ဖြည့်ဖို့လိုပါမယ်တခြားရက်တွေ diamond weekly ပတ်ဖြည့်လို့ရရတာနဲ့ဘာဖြစ်လို့မေလ16ရက်နေ့ကိုမှရွေးပြီးတော့ဖြည့်ခိုင်းတာလဲဆိုပြီးမေးနေကြမဲ့လူတွေအတွက်ကကြတော့အကြောင်းရင်းရှိပါတယ်အဲ့ဒီမေလ16ရက်နေ့ကြာရင် Gamakichi event ရဲ့ free တုံငန်တွေလာမယ်အဲ့ဒီ free တုံငန်တွေကိုကျွန်တော်တို့ကခုံးစင်းရင်းနဲ့နောက်တို့ event မှာ daily night ဖို့အတွက်လည်း မှုနေလောက်တော့လိမ့်မယ်အဲ့ဒီတော့တစ်ချက်ခုတ်တာနဲ့နှစ်ချက်ပြက်ဆိုရဲပရိုကျကျပလန်လေးနဲ့အတူတူကျွန်တော်တို့ကဂုံးဆင်းရမှာပါမိသောမဆိုလို့သတိပေးချင်တာတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့က Diamond Weekly ပတ်၃ပတ်ထည့်တာဆိုတာဒီ Now တို့ event မှာ coin တွေရဖို့အတွက် daily draw ဖောက်ဖို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတခြား event တွေမှာလုံးဝလုံးဝလုံးဝကိုဒီ Diamond တွေကိုမသုံးပါနဲ့မေလ20 21 22နှစ်ကတော့1 draw 1 draw ကြီးသည့်ပြဿနာမရှိသေးဘူးဆိုပေမဲ့23ရက်နေ့ကျရင်တော့ကျွန်တော်တို့အနေနဲ့ free တုံးက Face 2လာပြီဖြစ်တဲ့အတွက် weekly ပတ်၃ပတ်စာထပ်ထည့်ရပါလိမ့်မယ်ဒီမှာကျွန်တော်တို့က diamond 253ရောက်မှာဖြစ်လို့ dan draw ကလည်းလှည့်ဖို့ diamond မလောက်ဘူးဆိုရင်ကျွန်တော်တို့က one draw ကို9ကလှည့်လိုက်ဒါမှမဟုတ်ရင်လည်း dan draw လောက်လို့ရှိရင်တော့ dan draw လှည့်လိုက်ပေါ့အားလုံးတွက်စင်ပြေအောင်ကျွန်တော်ဒီ dan draw လှည့်တာဒီ fight draw လှည့်တာဒီအားလုံးကိုထည့်မတွက်ထားပဲနဲ့ free တုံကန်နဲ့ daily draw တစ် draw ကိုပဲကျွန်တော်အနေနဲ့ထည့်တွက်ပေးထားပါတယ်အဲ့ဒီတော့ brother တို့အနေနဲ့ dan draw တို့ဘာလို့လှည့်နိုင်လို့ရှိရင်လှည့်လိုက်ဒါမှမဟုတ်မလှည့်နိုင်တဲ့လူတွေအတွက်ကကြတော့1 draw 1 draw ကို9ချိန်လှည့်လိုက် diamond 250ဖြစ်လို့250တော့ရင် free တုံကန်29ကရလိမ့်မယ်ပြီးတော့ကျွန်တော်တို့က daily 1 draw ကလည်း ည်းပုံမှန်လှည့်နေရအောင်မှာဖြစ်တဲ့အတွက်အဲ့ဒီ29ချိန်နဲ့တစ်ချိန်နဲ့ပေါင်းလိုက်လို့ရှိရင်အချိန်30ထပ်ရပါလိမ့်မယ်။အောက်က92ချိန်တို့93ချိန်တို့94ချိန်တို့95ချိန်တို့ထည့်မတွက်ပဲနဲ့ဒီ Horiga Freedom က Face 2လာတဲ့အချိန်အထိကိုတွက်လိုက်မယ်ဆိုရင် total စုစုပေါင်းကျွန်တော်တို့က62ချိန်တိတိကိုနောက်တို့ event မှာလှည့်ပြီးသွားပြီ။ဘာသာရောကပြောလို့ဆိုလို့ရမယ့်ကောင်းတွေလည်းမဟုတ်တော့ Diamond 250သုံးပါဆိုတဲ့ test နေရာမှာ1 draw 5ချိန်လှည့်လိုက်တယ်ဆိုကြပါစို့။ဒီတော့အားလုံးခြောက်ကုန်ပြီးတော့တွက်ကြည့်ရမယ်ဆိုတော့ပြင်ကျွန်တော်တို့အနေနဲ့ Freedom က Face 2ပြီးသွားလို့ရှိရင်ကျွန်တော်တို့စီမှာအားလုံးပေါင်း 96ကြိမ်တီတီ draw လှည့်ပြီးသွားတော့ပြီဒီမှာ96ကြိမ်ကျွန်တော်အရှိမမှတ်ထားလို့ပြောတဲ့ event ကနေပြီးတော့တုံကန်ကကတ်20တီတီရအောင်မှာဖြစ်တဲ့အတွက်96ကြိမ်နဲ့ကတ်20နဲ့ထပ်ပေါင်းလို့ရှိရင်အကြိမ်100တဆက်နဲ့မှာ6ကြိမ်ရလိမ့်မယ်ပေါ့ဒီ free တုံကန်10ကဲ10ကဲဆိုတာကကျွန်တော်အနေနဲ့ daily mission လေးလှုပ်လိုက်တကယ်ချင်းနဲ့ဆော့လိုက်ဘာနဲ့တကားလေးလှုပ်ပြီးတော့ဟူရှယ်တီရှယ်လှုပ်ရုံနဲ့ရပြီဖြစ်တဲ့အတွက် free တုံကန်ကကတ်20အလကားပေးထားတာကြီးကတော်တော်ကိုမိုက်တယ်လို့ပြောလို့ရပါမယ်ဒီတော့အကြမ်းပြင်းပြင်းခြုံငုံကြည့်ရမယ်ဆိုတော့ဖြင့်ကျွန်တော်တို့က now တို့ event မှာ face to p ီးသွားတဲ့အချိန်ကြရင်စကင်တကောင်ကတော့တေချာပေါက်ရလောက်ပါပြီကျွန်တော်တို့လိုကန်ဆိုးသူမောင်ရှင်များအတွက်ကတော့စကင်တကောင်ရဖို့အတွက်ကွိုင်ကအနည်းဆုံး80ဒါမှမဟုတ်ရင်လည်း60လောက်တော့လိုနေလိမ့်မယ် even ကမီလန်နီယန်နီယန်နေပြီးတော့ဂျူလာ10ရက်နေ့ထိဖြစ်တာဖြစ်တဲ့အတွက် even မပြီးခင်အချိန်အတွင်းကိုကျွန်တော်တို့က one draw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  နဲ့ e city လေးလှည့်နေုံပဲဖြစ်တဲ့အတွက်နောက်တို့စကင်တကောင်ဆိုတာက diamond နဲ့နဲ့ရနိုင်ပါတယ်ကဲဆိုတော့ကကျွန်တော်ရဲ့နောက်တို့ဂုံစင်းနီးဗီဒီယိုလေးကတော့ဒီလောက်ပါပဲ brother တို့အနေနဲ့ပုံနေလိုချင်တဲ့ပုံနေစိတ်ပြီးတော့ free တုံငန်လာမှာ easy လေးဖောက်ချင်တဲ့ ဆိုတဲ့လူတွေအတွက်ကကြတော့ကျွန်တော်ရဲ့အောက်ကပေးထားတဲ့ Telegram Channel လေးမှာပုံတွေကိုစိတ်လို့ရပါတယ်။နောက်နေ့နောက်နေ့ကျရင်လည်းမတူညီတဲ့ကွန်တက်တစ်တွေနဲ့တူပြန်လာခဲ့ပါမယ်။ကျွန်တော်မောင်စမိုင်းပါအားလုံးပဲပေးကြပါသေး။ဖက်ပါမှာခင်ဗျာ။